good morning မင်္ဂလာရှိတဲ့မနက်ခင်ပါမနက်ခင်ပါကျွန်တော် coffee တောက်มาဖြစ်ပါတယ်ခင်ဗျ coffee ကတော့ရေနွေးနဲ့ရောရေအေးနဲ့ရောဖြော်လို့ရကျွန်တော်တို့အခုရေနွေးနဲ့တောက်มาဖြစ်ပါတယ် coffee ရဲ့ထူးခြားချက်ကတော့လုံးဝတခြားသက်မပါတာပဲဖြစ်ပါတယ်ခင်ဗျပြီးတော့ coffee ရဲ့နောက်မှာဆိုရင်တော့ကျွန်တော်ဟာလာတစိမ့်ပါတယ်သူကလူမျိုးပါတာမျိုးတောက်သုံးဆွဲလို့ရတဲ့အရာဖြစ်ပါတယ်ခင်ဗျဆိုရင်တော့ coffee ကအနတ်အတအရန်မှွေးနေပါပြီခင်ဗျမှာအခုလိုပြောဒီ Blazy Coffee ကိုအားပေးနေတဲ့မိတ်ဆွေတူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော် Blazy Coffee ကတော့အခုလိုမျိုးဖာနဲ့လဲကျွန်တော်လာဒီဖာမှာတော့အထဲမှာအထုပ် အာဒီလိုအထုပ်သေးလေးဆယ်ထုပ်ပါလာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကတော့ဒီအထုပ်ကြီးမှဆိုတော့ကျွန်တော်အထုပ်ကြီးကတော့သူကအထဲမှဆိုတော့ဒီလိုထုပ်သားလေးအထုပ်30ပါလာဖြစ်ပါတယ်အဲ့တော့ကော်ဖီကကျွန်တော်ဒီနေ့ဘာကြောက်ပူတော့ကြိုက်လဲဆိုခန္ဓာကိုယ်မှာမလို့အပ်တဲ့အဆီတွေကိုလည်းကြားစီတယ်ခန္ဓာကိုယ်အလေးချိန်ထိန်းချင်တဲ့လူတွေခန္ဓာကိုယ်မှာမလို့အပ်တဲ့အဆီတွေမတိုးလာစေဘူးဆိုရင်တော့ဒီကော်ဖီကကျွန်တော်လုံးဝခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထိန်းထားပေးနိုင်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ ဒီမနက်ခင်းမှာဆိုရင်ကိုပုံမှန်တောင်းနေတဲ့ coffee ကကိုရဲ့ကျမ်းမာရေဘယ်လောက်ကြီးကောင်းလဲဆိုတော့လေးလာပြီးတော့မှတကယ်ကျွန်တော်တောက်တုံးဆွဲမယ်ဆိုပိုကောင်းပါလေကျွန်တော်တော့ဒီပုံမှန်တောင်းနေကြ coffee တွေထက်ကိုအခုလိုမျိုးကျွန်တော်တို့ကျမ်းမာရေကိုလုံးဝဆောက်ရှောက်ပေးနိုင်တဲ့ Brazil coffee နဲ့ကျွန်တော်တို့ခနာကိုကိုပို့ပြီးတော့ကျမ်းမာအောင်ပြုလုပ်လို့နိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးအနေနဲ့ကျွန်တော်တို့နေ့ရက်တိုင်းမှာလမ်းဆန်းပြီးတော့ကျမ်းမာရေနဲ့ညီညွတ်တဲ့ coffee ကိုတောက်ဖို့အတွက်ဆိုရင်တော့ Brazil coffee နဲ့စတင်ဖို့ပြောချင်ပါတယ် Brazil coffee ကထူးခြားတဲ့အချက်နောက်ထပ်အများကြီးရှိပါသေးတယ်ခင်ဗျာကျွန်တော်ဒီနေ့ကတော့လောက်လေးပဲလာပြီးပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီဆက် က်ဆက်မောမှာဆိုရင်တော့ဒီ coffee တစ်မျိုးတည်းပဲဖြန့်ချီတာမဟုတ်ဘူးเนาะဆက်ဆက်မောပစ္စည်းမျိုးစားပေါင်း80ကျော်ရှိတာဖြစ်တဲ့ကြောင့် success mall ရဲ့ blog ထုတ်ပုံပစ္စည်းမှန်တယ်များအကုန်လုံးကျွန်တော်စီမှာယုံကြည်စိတ်ချစွာလာရောက်မှာယူနိုင်ပါတယ်ကျွန်တော်ရဲ့ကိုယ်စားလှယ်လည်းများစွာရှိပါတယ်ကိုယ်စားလှယ်တွေမှာလည်းတိုက်ရိုက်တွားရောက်မှာယူနိုင်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ